ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မုံစီဒေသမှာမတ်လ9ရက်နေ့ကကိုကန့်တက် MNDAA ရဲ့ပြစ်ခတ်မှုကြောင့်တိစုံသူ6ဦးအထိရှိလာပြီလို့ဒေသရင်းသတင်းရှင်းပြတချို့ပြောပါရယ်။မုံစီဒေသပြင်းခန့်ရွာနီးရွှေတူးဖော်နေတဲ့တရုတ်လုပ်ငန်းရှင်တွေကိုဒေသခံတွေကကန့်ကွက်တားဆီးရကနေခိုက်ရန်ဖြစ်ပွားပြီးနောက် MNDAA ကပြစ်ခတ်ခဲ့ရမှာတိစုံမှုတွေရှိခဲ့တာလို့ကနအူးသိရပါရယ်။ တိုက်ဆုံးသူတွေထဲ KRA ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်2ဦးအရသာ3ဦးပါဝင်တယ်လို့သတင်းရင်းမြစ်တချို့ကအစောပိုင်းမှာပြောပေမဲ့ရှမ်းမြောက်က KRA သတင်းရင်းမြစ်တအူးကတော့ KRA စစ်သားမပါဝင်ပဲကျေးရွာလုံးချုံရေးလူငယ်နဲ့အရသာတွေသာဖြစ်တယ်လို့ဆိုပါတယ်။တခြားသတင်းရင်းမြစ်ကလည်း MNDAA ပြစ်ခတ်မှုကြောင့်ပြည်သူ6ဦးသေဆုံးခဲ့ပြီး9ဦးဒဏ်ရာရခဲ့တယ်လို့နောက်ဆုံးသိရတဲ့အခြေအနေကိုပြောပြပါရစေ။သေဆုံးသူ6ဦးရဲ့ရုပ်အလောင်းတွေကိုတန်းစီချထားပြီးနာရေးပြုလုပ်နေတဲ့ရုပ်တံကိုလည်း သတင်းရှင်းမြစ်ကဒီကနေ့မှပေးပို့အသိပေးလာပါတယ်။မနေ့ကညနေပိုင်းမှာတော့ဒေသခံတွေကမုံစီဒေသက MNDAA တပ်ဖွဲ့ရုံအနီးတေဆုံးသူတွေရဲ့ရုပ်အလောင်းတွေယူဆောင်လာပြီး MNDAA တပ်ကိုအလို့မရှိကြောင်းစန္ဒာထုတ်ဖော်ခဲ့ကြပါရဲ့ရှင်။